ယနေ့ခေတ်ကမ္ဘာဟာဥရောပလက်နက်ပြိုင်ဆိုင်မှုတစ်ခုရဲ့အလဲမှာရှိနေတာဖြစ်ပါတယ်။ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲရဲ့တက်ရောက်မှုတွေ၊ NATO ရဲ့လက်နက်တူလောင်မှုတွေကုန်ခန်းလာမှုနဲ့ရုရှားရဲ့မယမနာထိုးစစ်ဆင်မှုတွေကဥရောပရဲ့ခဲယမ်းတဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းမူဝါဒတွေကိုအခြေခံကြကြပြောင်းလဲစေခဲ့ပါတယ်။ဂျာမနီ၊ပြင်သစ်၊အီတလီ၊ပိုလန်၊စပိန်၊ United Kingdom ၊ Nordic နိုင်ငံတွေနဲ့အရှေ့ဥရောပနိုင်ငံတွေလိုအဓိကစည်ရေးအင်အားကြီးနိုင်ငံတွေဟာဒီအချက်တဲကိုဘလို့တုံ့ပြန်နေကြတယ်လဲ။ ဘလို့ရင်းနှီးမြှုပ်နှံမှုတွေလှုံ့ဆောင်နေကြသလဲဘလို့ဆက်ယုံအစ်စ်တွေတိဆောက်နေကြသလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဥရောပနိုင်ငံအများစုဟာငြိမ်းချမ်းရေးနဲ့တာယာဝါပြောမှုဟာရေရှည်တည်တတ်မယ်လို့ယုံကြည်ပြီးလုံခြုံရေးအမှားတစ်ခုတည်းနှင်မွန်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်ပွဲကဥရောပနိုင်ငံရဲ့အကွဲအကြောင်းတွေကိုဖော်ထုတ်ပြခဲ့တာဖြစ်ပါတယ်။အခုတော့အရှေ့ဥရောပကနေအနောက်ဘက်ထိကျယ်ပြန့်တဲ့နေမြေတစ်ချောင်းမှာတစ်ချိန်ကစစ်မဖြစ်နိုင်ဘူးလို့ယူဆခဲ့တဲ့နိုင်ငံတွေတောင်မှ ခဲယံထုတ်လုပ်မှုနဲ့စည်ရေးစွမ်းရည်တွေကို မြင့်တင်လာကြပါတယ်။ပထမဆုံးယူကရိန်းပြည်ပခါဟာဥရောပရဲ့ထုတ်လုပ်မှုကိုဘလို့တက်ရောက်ခဲ့တယ်ဆိုတာကိုစစ်ဆေးဖို့လိုအပ်ပါတယ်။အနောက်နိုင်ငံတွေကယူကရိန်းကိုလက်နက်တွေနဲ့ခဲယံတွေအများပြားထောက်ပံ့ပေးနေချိန်မှာသူတို့ရဲ့တူလောင်မှုတွေဟာမျှော်မှန်းတာထက်ပုံမြန်စွာကုန်ခန်းလာတယ်ဆိုတာကိုသဘောပေါက်လာကြပါတယ်။စီးရဲတိုက်ပွဲပြီးဆုံးကြတဲ့ကနေတိုးရဲ့တူလောင်မှုတွေဟာအနိုင်ဆုံးအဆင့်မှာထိမ့်သိမ်းထားခဲ့ပါတယ်။ အခုတော့ရုရှားရဲ့ရန်စွဲဆုံးဖြူဟာကချက်သမရနိုင်ငံလိုနိုင်ငံငယ်တွေကဆလို့ဂျာမနီနဲ့ပြင်သစ်လိုစီးပွားရေးအင်အားကြီးနိုင်ငံတွေအထိအားလုံးကို ထိတ်လန့်စေခဲ့ပါတယ်။ရူမေးနီးယား၊ပိုလန်နဲ့ဘောလ်တစ်နိုင်ငံတွေလိုနိုင်ငံတွေကတကယ်လို့စစ်လက်နက်တူလောင်မှုတွေစစ်ကြီးတစ်ခုတွင်ရက်တရပတ်အနေငယ်နဲ့ကုံသွားရင်ဘာလုံးမလဲဆိုတဲ့မေးခွန်းတွေစတင်မေးမြန်းလာကြပါတယ်။ဂျာမနီနဲ့ပြင်သစ်တို့ဟာ၎င်းတို့ရဲ့တပ်မတော်တွေကိုခင်မီစမ်းသစ်တဲ့စက်ပစ္စည်းတွေနဲ့ပြုပြင်ထားပေမဲ့သူတို့ရဲ့ခဲယမ်းတူလောင်မှုမှာ သိတာတဲ့အရေးအတွက်မှာရှိနေတယ်ဆိုတာကိုဖော်ထုတ်ပြခဲ့ပါတယ်။စာရွက်ပေါ်မှာကြီးမားတဲ့စည်ရေးစွမ်းရည်တွေဟာတကယ်တမ်းမှာကြည်လင်မပါတဲ့တတ္တုပုံတွေသာဖြစ်တယ်ဆိုတာရှင်းလင်းလာခဲ့ပါတယ်။အခုတော့ကြီးမားတဲ့စက်ရုံတွေကိုတီဆောက်နေကြပြီးတစ်ချိန်ကပိတ်ထားခဲ့တဲ့ထုတ်လုပ်မှုတွေကိုပြန်လည်အသက်သွင်းနေကြပါတယ်။ပောက်ကွဲစေတတ်တဲ့ဓာတ်ရုပ်ပစ္စည်းတွေထုတ်လုပ်မှုကိုခွင့်ပြုဖို့ပတ်ဝန်းကျင်ဆိုင်ရာစီးမင်းတွေကိုတော့ချိုးဖောက်ဖို့ပြန်လည်တုံ့တက်နေကြပါတယ်။ဂျာမနီမှာရှိတဲ့ Staffen Beck လို့သိငယ်တဲ့ပောက်ကွဲပစ္စည်းထုတ်လုပ်သူတွေတောင်နိုင်ငံတော်ရန်ပုံငွေနဲ့စတင်ကြီးထွားလာနေပါတယ်။ပြင်သစ်နိုင်ငံက Nexta နဲ့ Thales တို့နဲ့ပူးပေါင်း project တွေမှတဆင့်ကြီးမားတဲ့အလုပ်ယုံတွေဖွင့်လှစ်နေပြီး Poland, Hungary နဲ့ချက်သမရနိုင်ငံတို့ကဗဟုဥရောပရဲ့လက်နက်အလုပ်ယုံဖြစ်သူတို့ရဲ့တရုတ်မှန်ကိုပြန်လည်ရယူနေကြပါပြီ။ဂျာမနီဟာအထင်ရှားဆုံးအသွင်ပြောင်းမှုကိုခံယူနေတာဖြစ်ပါတယ်။ရိုးရာရာဥရောပရဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပေမဲ့ နှစ်ပေါင်းများစွာကာဝေးရေးအသုံးကျိတ်ကိုကန့်သတ်ထားခဲ့တဲ့ဘာလင်အစိုးရဟာယူကရိန်းအကြက်တဲပြီးမှကာဝေးရေးအထူးရန်ပုံငွေ100ဘီလီယံယူရိုကိုခွဲဝေချထားခဲ့ပါတယ်။ဂျာမနီဒီပတီကဇီယယ်တန်ဝန်ဒီခေပြောင်းလဲမှုအချိန်လို့ဖော်ပြခဲ့တဲ့ဒီအလှည့်ပြောင်းဟာအခြေခံအဖြစ်ခဲရက်နဲ့ကာဝေးရေးနည်းပညာတွေမှာရင်းနှီးမြှုပ်နှံမှုကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာအဖြစ် Raymond Dell လို့ကုမ္ပဏီတွေကအမြောက်ခဲရက်နဲ့တင်ကားဖောက်ခွဲရေးကြီးရဲ့ထုတ်လုပ်မှုကိုနှစ်ဆတူးမြင်မှု လောက်ယုံအစ်တွေနဲ့ထုတ်လုပ်မှုလိုင်းတွေဖွင့်လှစ်နေကြပါတယ်။ Fresh Banner လို့အလက်စားကုမ္ပဏီတွေကလည်း Saxony မှာသူတို့ရဲ့အဆောက်အုံတွေကိုချဲ့ထွင်ပြီး Nitrocellulose အခြေခံပေါက်ကွဲပစ္စည်းတွေကိုထုတ်လုပ်နေကြပါတယ်။တနက်ကြီးထုတ်လုပ်မှုမှာအခက်အခဲရှိနေတာကြောင့်ဂျာမနီအစိုးရဟာပေါက်ကွဲစေတဲ့ဓာတ်ပစ္စည်းတွေထုတ်လုပ်မှုကိုအရှိန်မြင့်မှုပတ်ဝန်းကျင်ဆိုင်ရာစီးမြင့်တွေကိုဖြေလျှော့ဖို့စီစဉ်နေပါတယ်။ဝေဖန်သူတို့ချို့ကဒီဝန်းကျင်စီးမြင့်ဖြေလျှော့မှုတွေဟာ ဂျာမနီရဲ့ငြိမ်းချမ်းရေးသဘောထားကနေတွေးဖွဲ့သွားတာကိုဖော်ပြတယ်လို့ဆိုကြပေမဲ့ဘာလင်အစိုးရဟာလုံခြုံရေးကအရေးတကြီးကိစ္စဖြစ်တယ်လို့ဖြေရှင်းပြီးဒီဝေဖန်မှုတွေကိုပယ်ချထားပါတယ်။ဒါ့အပြင်ဂျာမနီတပ်မတော်ကလီယိုပေါ့တူတင့်ကားတွေအတွက်120မီလီမီတာတင့်ကားခဲရက်နဲ့ပန်ဇာဟာဘီဇစ်2000ဆင်လို့စနစ်တွေအတွက်155မီလီမီတာအမြောက်ကြီးတွေအော်ဒါများစွာတင်ထားတာဖြစ်ပါတယ်။ဂျီမန်ချက်ကတော့တစ်နှစ်မှာ120မီလီမီတာတင့်ကားကြီး 2သိန်းခွဲနဲ့155မီလီမီတာအမြောက်ကြီး2သိန်းကနေ3သိန်းထိထုတ်လုပ်နိုင်တဲ့စွမ်းရည်ကိုတည်ထောင်မှုဖြစ်ပါတယ်။ဒီစီရင်စရာတွေကဂျာမနီလိုစီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံတောင်မှတန်မဏိမီးကြီးဓာတုဓာတုထောက်ပံ့မှုအလုံသမားအင်အားနဲ့စက်ယုံအခြေခံအဆောက်အုံတွေလျင်မြန်စွာချဲ့ထွင်မှုအပါအဝင်တည်တာတဲ့ထောက်ပံ့ပို့ဆောင်ရေးကြိုးပမ်းမှုတွေလိုအပ်နေတယ်ဆိုတာကိုပြသထားပါတယ်။ပြည်ထောင်နိုင်ငံဟာလည်းခရယံထုတ်လုပ်မှုမှာတည်တာတဲ့တိုးတက်မှုတွေလှုံ့ဆော်နေပါတယ်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက2023ခုနှစ်ကနေ2024ခုနှစ်ဘတ်ဂျက်မှာခရမ်းထုတ်လုပ်မှုကိုအဓိကဦးစားအဖြစ်ပေးဖြစ်ကြေညာထားပါတယ်။ Paris ဆိုရဟာထပ်လောင်းရန်မုံငွေတွေကိုခွဲဝေချတာပြီး Nexstar နဲ့ Thales လိုစက်မှုလုပ်ငန်းကောင်းဆောင်တွေကို155မီလီမီတာမြောက်ကြည်တွေရဲ့ထုတ်လုပ်မှုကိုနှစ်ဆတိုးမြှင့်ဖို့တောင်းဆိုထားပါတယ်။ Nexstar က Lyri Data မှာရှိတဲ့၎င်းရဲ့အဆောက်အုံတွေမှာ155မီလီမီတာ Horizon G ray အတွက်ထုတ်လုပ်မှုလိုင်းကိုချဲ့ထွင်နေပြီး အသစ်တီထောင်ထားတဲ့ပုံသွင်းတဲ့ဖိသိပ်အလုံယုံထည့်သွင်းမှုနဲ့အတူတလားထုတ်လုပ်မှုဟာ9000ကနေ12000အထိမြင့်တက်လာနိုင်မှာပါဒီစီးရင်စရာတွေဟာယူကရိန်းလိုပြင်းထန်တဲ့ပဋိပက္ခတွေမှာတုံးဆွဲတဲ့ပမာဏထက်နည်းနေသေးပေမဲ့စစ်မဖြစ်ခင်ငိမ့်ငိမ့်ကြီးကာလစွန့်ရင်နဲ့နှိုင်းရှင်ရင်တိတာတဲ့တိုးတက်မှုကိုကိုးစားပြုထားပါတယ်ဒါအပြင်ပြင်သစ်နိုင်ငံက MBDA နဲ့အကွာဝေးရှိဒုံးကျည်တွေနဲ့လေချောင်းပြစ်လွတ်ဒုံးကျည်ခဲရန်တွေအတွက်သဘောတူညီချက်တွေလက်မှတ်ရေးထိုးထားပါတယ် သူ့ရဲ့ စီစာအမြောက်စနစ်တွေရဲ့ပို့ကုန်အောင်မြင်မှုကအပိုပစ္စည်းတွေနဲ့ခဲယမ်းတွေအတွက်လိုအပ်ချက်ကိုမြင့်တင်ပေးနေပါတယ်။ယူကရိန်းကိုပို့ဆောင်ခဲ့တဲ့စီစာစနစ်တွေကခဲယမ်းတူလောင်မှုမှာတိတာတဲ့အကွာအဝေးကိုဖန်တီးခဲ့ပြီးဒီအကွာအဝေးကိုဖြည့်ဆည်းဖို့ဟာထိတ်တန့်ဥသာပေးဖြစ်ပါတယ်။ပဲရစ်ဆိုရဟာ2028ခုနှစ်မှာကာကွယ်ရေးအသုံးချိတ်ကို400ဘီလီယံယူရိုထိတိုးမြှင့်ဖို့စီစဉ်ထားပြီးဒီထက်ကအနည်းဆုံး20ဘီလီယံယူရိုကိုခဲယမ်းနဲ့ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်တွေအားကောင်းလာအောင်တိုက်ရိုက်ဖွဲ့ဝေထားတာပါ။ United ကင်းတဲ့နိုင်ငံဟာလည်းအမြောက်နဲ့တင်ကားခရမ်းထုတ်လုပ်မှုကိုတိုးမြင့်ဖို့ကြိုးပမ်းနေပါတယ် United ကင်းတဲ့က Stone မှာလေချောင်းရန်ကာဝယ်ရေးရှင်တွေ Challenger 2တင်ကားတွေနဲ့ M270 ဒုံးကြီးပြစ်လွတ်ဆက်မျိုးတုံးကို Ukraine ကိုပို့ဆောင်ခဲ့တာကြောင့်၎င်းရဲ့စစ်ဘက်တူလောင်မှုတွေဟာအန်ဒီရဲ့ရှိတဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။မကြသေးခင်က Bill System နဲ့ Raymelder Bill System Land RBSL2 က Chester နဲ့ Borough Infinex အနီးကစက်ယုံတွေမှာ 120မီလီမီတာတင်ကားခဲရက်နဲ့155မီလီမီတာအမြောက်ကြီးတွေအတွက်ထုတ်လုပ်မှုလိုင်းတွေကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ဒါအပြင် Royal Ordnance Factories ROF စနစ်ကိုအမွေဆက်ခံထားတဲ့ခင်မီအဆောက်အုံတွေကိုဓာတ်ရုပ်ပေါက်ကွဲပစ္စည်းတွေထုတ်လုပ်ဖို့ online ဖွင့်လှစ်နေတာဖြစ်ပါတယ်။ဗြိတိရှားတပ်မတော်ကတစ်နှစ်မှာအနည်းဆုံး120မီလီမီတာမီလီမီတာတင်ကားကြီး2သိန်းခွဲနဲ့155မီလီမီတာဟော်ဝေဇာကြီး2သိန်းထုတ်လုပ်ဖို့ပြင်မှတ်ထားတာပြီး ၎င်းရဲ့တူလောင်မှုတွေကိုပြန်လည်ဖြည့်တင်းဖို့တောင်မှယူကရိန်းလိုမဟာမိတ်နိုင်ငံတွေကိုထောက်ပံ့ဖို့လည်းရည်ရွယ်ထားပါတယ်။ဒါ့အပြင် United Kingdom ကအကွာဝေးရှိ Cruise တုံးကြီးတွေနဲ့လေကြောင်းမှလေကြောင်းတုံးကြီးတွေအတွက်တူလောင်မှုအရန်တွေကိုတည်ထောင်ဖို့လှုံ့ဆော်နေပါတယ်။ခဲယန်းတွေရဲ့ထောက်ပံ့ပို့ဆောင်ရေးတူလောင်ရေးနဲ့ထိန်းသိမ်းရေးအတွက်ပူကြီးတဲ့ဂိုဒေါင်တွေတည်ဆောက်နေပါတယ်။နိုင်ငံတော်ဟာစစ်အေးတိုက်ပွဲပြီးရုရှားချင်းချောင်းမှုတွေကိုကင်တွေတဲ့ချင်းကပ်မှုကိုလုံးဝဆွန့်လွတ်လိုက်ရောက်ပုံရတာဖြစ်ပါတယ်။ ဗဟုနဲ့အရှေ့ဥရောပနိုင်ငံတွေကပုံမြန်ဆန်ပြီးပိုပြင်းထန်စွာရွေ့ရှားနေကြပါတယ်။ပိုလန်နိုင်ငံကရုရှားနဲ့နှီးကပ်တဲ့တည်နေရာကြောင့်နဲ့ယူကရိန်းတို့ပြင်းထန်တဲ့စစ်ပတ်ထောက်ပံ့မှုကြောင့်ခဲယံစွမ်းရည်ကိုလှည့်မြန်စွာတိုးမြှင့်နေတာပါ။ပိုလန်နိုင်ငံကလက်နက်တူလောင်မှုတွေကိုလှည့်မြန်စွာပြန်လည်ဖြည့်တင်းဖို့လိုအပ်တယ်လို့ခန့်စားနေရပါတယ်။ပိုလန်လက်နက်အုပ်စု PGZ လက်အောက်ကစက်ရုံတွေမှာယူရိုရာပေါင်းများစွာရင်းနှီးမြှုပ်နှံထားပြီး၎င်းရဲ့ crack အမြောက်စနစ်တွေအတွက်155မီလီမီတာကြီးတွေနဲ့ Leopard 2နဲ့ Abraham Sting 5တွေအတွက်120 mm ကြီးတွေထုတ်လုပ်နေပါတယ်။ Masco လို့ကုမ္ပဏီတွေပါဝင်တဲ့ဒီထုတ်လုပ်မှုလိုင်းက2025ခုနှစ်တစ်နှစ်မှာ150 mm ကြီးတသိန်းခွဲနဲ့120 mm တင်ကားကြီး8000ကနေတသိန်းထုတ်လုပ်ဖို့ကြီးမှန်းချက်ကြီးကြီးထားရတာဖြစ်ပါတယ်။ဒီစရင်စရာတွေကဂျာမနီရဲ့ထုတ်လုပ်မှုအဆင့်တိုင်းမရှင်းနိုင်ပေမဲ့ပိုလန်ရဲ့ရခင်စွမ်းရည်ထက်၃ဆကနေ၄ဆအထိတိုးမြင့်မှုကိုကိုးစားပြုပါတယ်။ တခါတလေတန်စတင်တန်မနိနဲ့မိကြီးဓာတုထောက်ပံ့မှုမှာပြဿနာတွေရှိပေမဲ့ဝါစောဆိုရဟာအစိုးရထောက်ပံ့တဲ့အစီအစဉ်တွေကနေတဆင့်ဒီအတားဆီးတွေကိုကြော်လွှားဖို့လှုံ့ဆော်နေပါတယ်။ပိုလန်နိုင်ငံက HIMARS စနစ်တွေအတွက်ဒုံးကျည်မော်ဂျူတွေထုတ်လုပ်ဖို့လိုင်စင်ရယူရေးကြိုးပမ်းမှုတွေကတဆင့်ဒုံးကျည်ခရမ်းမှာ တိုးတက်ဖို့လည်းရည်မှန်းထားပါတယ်။ဒါကပိုလန်နိုင်ငံအတွက်၎င်းရဲ့တက်မတော်အတွက်တာမကအိမ်နီးချင်းနိုင်ငံတွေအတွက်ပါခရမ်းတင်ဖို့သူဖြစ်လာဖို့တကားဖွင့်ပေးနိုင်မှာပါ။ ယူကရိန်းနယ်စပ်နီးကဗဟိုဥရောပနိုင်ငံတွေကထောက်ပံ့ပို့ဆောင်ရေးအားသာချက်တွေကြောင့်ခဲယံပို့ဆောင်မှုမှာအ धिक အခန့်ကဏ္ဍမှပါဝင်နေကြပါတယ်။ဒီနိုင်ငံတွေကထုတ်လုပ်မှုကိုတိုးမြှင့်ဖို့လဲကြိုးပမ်းနေကြတာပါ။ချက်သမရနိုင်ငံကအထူးဖော်ပြထိုက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးခဲယံနဲ့လက်နက်ထုတ်လုပ်မှုကနက်ဆိုင်နဲ့သမိုင်းအမွေနေရှိတာဖြစ်ပါတယ်။ချက်သမရနိုင်ငံမှာရှိတဲ့ဆယ်ယာနဲ့ဘဲလက်လိုကုမ္ပဏီတွေကသေးငယ်တဲ့ခဲယံမျိုးစားတွေမှာကမ္ဘာကောင်းဆောင်တွေဖြစ်ကြတာဖြစ်ပါတယ်။ ရခိုင်ကအရက်၃ဈေးကွက်ကိုအာယုံဆိုင်ခဲ့ပေမဲ့ယူကရိန်းစစ်ပွဲကလေးကစစ်ပတ်အော်ဒါတွေတိတိတသားမြင့်တက်လာခဲ့ပါတယ်။2023ခုနှစ်ကုန်မှာ Prague အစိုးရဟာဒီကုမ္ပဏီတွေရဲ့စက်ရုံတွေချဲ့ထွင်မှုနိုင်ငံတော်ထောက်ပံ့တဲ့ချင်းဝင်တွေကိုအတီးပြုတ်ဝေခဲ့ပါတယ်။ဂျာလန်အနေနဲ့2025ခုနှစ်အစောပိုင်းမှာသူတို့ဟာတလမှာသိမ်းငယ်တဲ့ခဲယမ်းကြီးတန်း80ခန်းထုတ်လုပ်နိုင်မှာပါ။ဒါအပြင်ချက်သမရနိုင်ငံက Excalibur Army နဲ့ STV Group လို့ကုမ္ပဏီတွေကတဆင့် ၎င်းရဲ့အမြောက်ကြီးထုတ်လုပ်မှုကိုချဲ့ထွင်နေတာပါဒီကုမ္ပဏီတွေကဆိုဗီယက်မျိုးစား122မီလီမီတာနဲ့152မီလီမီတာကြီးတွေမှာကျွမ်းကျင်ပြီးယူကရိန်းတပ်မတော်သုံးတဲ့ရောနှောစနစ်တွေအတွက်ခဲယမ်းတွေထောက်ပံ့နိုင်တာဖြစ်ပါတယ်ဒါကြောင့်ပိုလန်ဆလိုဗက်ကီးယားနဲ့ဟန်ဂေရီပါဝင်တဲ့ချက်ညီလာခံလို့လူသိများတဲ့ထုတ်လုပ်မှုကွန်ရက်တစ်ခုပုံဖော်လာနေပါတယ်ဆလိုဗက်ကီးယားနိုင်ငံကရိုးရာရတန်ချက်ကာကျင်းတွေနဲ့အမြောက်ပစ္စည်းတွေထုတ်လုပ်သူဖြစ်ပြီး2024ခုနှစ်မှာ Transcan ပောက်ကွဲဓာတ်ဆက်ယုံနဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ဒီအဆောက်အုံက120မီလီမီတာမော်တာခဲယံနဲ့155မီလီမီတာတွန်းကန်မှုမီးကြီးဓာတ်ထုတ်လုပ်မှုကိုအာရုံစိုက်နေပါတယ်။ဟန်ဂရီနိုင်ငံမှာ2024ခုနှစ်နှောင်းပိုင်းမှာ Ryan Medel နဲ့ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ခဲယံဆက်ယုံက Leopard 2A7 တင့်ကားတွေအတွက်120မီလီမီတာ APF-SD-SD တွေစတင်ထုတ်လုပ်ခဲ့ပြီးတစ်နှစ်ထုတ်လုပ်မှုပြမှတ်က8000ယူနစ်ဖြစ်လာပါတယ်။ ဘူဒါပက်စ်အစိုးရဟာလေကြောင်းရန်ကာဝေးရေးစနစ်တွေအတွက်ပြည်ရင်းတုံးကြီးကိုရီရီထုတ်လုပ်ဖို့ကြိုးပမ်းမှုတွေကိုလည်းဆက်လက်လှုံ့ဆော်နေပါတယ်။ဒီလှုံ့ဆော်မှုတွေဟာတရုတ်နိုင်ငံပေါ်မှီခိုမှုကိုလျှော့ချဖို့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုနဲ့ကြိုးပမ်းမှုတွေအားလုံးရှိပေမဲ့ဥရောပရဲ့ခဲယံထုတ်လုပ်မှုလှုံ့ဆော်မှုဟာနောက်ထပ်နှစ်ပေါင်းများစွာအထိအပြည့်အဝလိုအပ်ချက်ကိုမရောက်ရှိနိုင်သေးပါဘူး။ပောက်ကွဲစေတတ်တဲ့ဓာတ်ရုပ်ပစ္စည်းထုတ်လုပ်မှုပတ်ဝန်းကျင်ဆိုင်ရာခွင့်ပြုချက်တွေကျွမ်းကျင်အလုပ်သမားရှားပါမှုနဲ့ ထောက်ပံ့ရေးကွင်းဆက်အခက်ခဲတွေလိုစိန်ခေါ်မှုတွေဆက်လက်ရှိနေသေးပါတယ်။တစ်ဖက်မှာယူကရိန်းစစ်ပွဲဟာရုတ်တရက်ငြိမ်သက်သွားခဲ့ကြတဲ့နောက်မှာဥရောပနေတိုးနိုင်ငံတွေက၎င်းတို့ရဲ့တူလောင်မှုတွေကိုနောက်ထပ်အကြက်တဲကြီးတစ်ခုအတွက်ပြည်မီအောင်ထားတဲ့မူဝါဒကိုဆွတ်လွတ်ချင်နေကြတာမဟုတ်ပါဘူး။ဒါကလက်ရှိတည်ဆောက်နေတဲ့စွမ်းရည်ကိုငြိမ်းချမ်းရေးကာလမှာဘလို့ထိမ့်သိမ်းထားမလဲဆိုတဲ့မေးခွန်းကိုဖြစ်ပေါ်စေပါတယ်။ကိန်းကနေအရပြောရမယ်ဆိုရင်ဥရောပရဲ့155မီလီမီတာအမြောက်ကြီးထုတ်လုပ်မှုဟာ 2025ခုနှစ်မှာတနည်းလျင်ယူနစ်တန်းခန့်အထိရောက်ရှိနိုင်မှာပါ2022ခုနှစ်မှာဒီပမာဏဟာ3သိန်းခွဲကနေ4သိန်းခန့်သာရှိခဲ့တာဖြစ်ပါတယ်တင်ကားကြီး120မီလီမီတာနဲ့သေးငယ်တဲ့ခဲယမ်းတွေအတွက်လည်းနှစ်ဆခန့်တိုးမြင့်မှုမျှော်မှန်းထားတာဖြစ်ပါတယ်ဒီစွမ်းရည်ဟာယူကရိန်းနဲ့နေတိုးတူလောင်မှုတွေကိုပြန်လည်ဖြည့်တင်းမှုအတွက်အထူးဥတီမာဖြစ်ပါတယ်ဝေဘန်သူတွေကလက်နက်ပြိုင်ဆိုင်မှုစတင်ပြီလားလို့မေးမြန်းနေကြပြီး ကာကွယ်ရေးကျွမ်းကျင်သူတွေကတော့ကာကွယ်ရေးမဲ့ပြစ်မှုကိုရှောင်ရှားဖို့လိုအပ်တယ်လို့တုံ့ပြန်နေကြပါတယ်။နောက်ထပ်ရေးကြီးတဲ့ပြဿနာတစ်ခုကတော့ရုရှားနဲ့တရုတ်နိုင်ငံတွေကကုန်ကျဲမှီခုံမှုကိုဘလို့ရှော့ချမလဲဆိုတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံဟာကြည်စံခွန်တွေမှာသုံးတဲ့တန်စတင်လိုတပ်တူတွေရဲ့အဓိကထုတ်လုပ်သူဖြစ်ပါတယ်။အလားတူမီးကြီးဓာတ်ရုနဲ့ပေါက်ကွဲစေတတ်တဲ့ဓာတ်ရုပစ္စည်းတွေရဲ့အချို့အစိုက်အစိတ်ပိုင်းတွေကိုကမ္ဘာဈေးကွက်မှာသတ်မှတ်ထုတ်လုပ်သူတွေကထိန်းချုပ်ထားပါတယ်။ ဥရောပဟာဘိုအာရှနဲ့အာဖရိကနဲ့အခြားထောက်ပံ့ရေးသဘောတူညီချက်တွေကိုရှာဖွေနေပါတယ်။အာဖရိကနိုင်ငံတွေနဲ့တန်စတင်2ဖော်ရေးအတွက်ပူးပေါင်းလုပ်ငန်းတွေဒါမှမဟုတ်လက်တင်အမေရိကနိုင်ငံတွေနဲ့ nitrate အခြေခံ ပောက်ကွဲပစ္စည်းထုတ်လုပ်ရေးဆက်ယုံတွေအတွက်ပူးပေါင်းမှုတွေဟာအစီအစဉ်ထဲမှာရှိနေပါတယ်။ဒီလှုပ်ရှားမှုတွေကဥရောပရဲ့ပြင်ပအရင်းမြစ်တွေပေါ်မှီခိုသူကိုရှော့ချဖို့ကြီးမန်းချက်ကိုထင်ဟပြသထားတာပါ။ ဒါဆိုဒီလက်နက်ပြန်လဲတက်ဆင်ရေးကြိုးပမ်းမှုကဘလို့စီးပွားရေးဝင်တော့ဝင်ဝင်တော့ဝင်ဖို့ကိုဖန်တီးမလဲခံမှန်းချက်တွေအရဥရောပနိုင်ငံတွေဟာ2022ခုနှစ်ကနေ2025ခုနှစ်အတွင်းခဲယံထုတ်လုပ်မှုနဲ့ဆက်ဆက်ထောက်ပံ့ပို့ဆောင်ရေးအတွက်အနည်းဆုံး20ကနေ25ဘီလီယံယူရိုသုံးစွဲမှာပါဒီထဲမှာဆက်ယုံအစ်စ်တွေခင်မီပြင်ဆင်မှုတွေကုန်ကျန်းတူလောင်မှုနဲ့သူတေသနာဖွံ့ဖြိုးရေးစရိတ်တွေပါဝင်ပါတယ်နိုင်ငံရေးတင်းမာမှုတွေဆက်လက်ရှိနေမယ်ဆိုရင် ဒီပမာဏဟာပုံမှန်မြင့်တက်လာနိုင်မှာဖြစ်ပါတယ်။စည်ရေးလေလာသုံးသက်သူတွေကနေတိုးဟာရေရှည်ထိန်းထားရမယ်ပြင်းထန်တဲ့ပြိပခါတွေအတွက်အဆင်သင့်ဖြစ်နေရမယ်လို့ပြောပါတယ်။အရင်ကအမြောက်ကြီးတထောင်ကိုတစ်ပတ်အတွင်းသုံးဆွဲခဲ့ပေမဲ့ယူကရိန်းမှာပြင်းထန်တဲ့တိုက်ပွဲတွေအတွင်းတရက်ကိုကြီးတထောင်သုံးဆွဲမှုဟာပုံမှန်ဖြစ်လာခဲ့တာပဲ။ဒါကြောင့်ဥရောပရဲ့ကာဝေးရေးဗျူဟာဟာငင်းငင်းရေးကာလာတူလောင်မှုယူဆကနေစစ်ပွဲအတွက်အဆင်သင့်ဖြစ်ရေးတူလောင်မှုပုံစံစီကိုအခြေခံကြကြပြောင်းလဲနေတာဖြစ်ပါတယ်။ ဒီအတိကပြောင်းလဲမှုတွေကိုအကောင့်ထဲပေါ်ဖို့ဟာတညာအတွင်းဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ပောက်ကွဲပစ္စည်းထုတ်လုပ်မှုလိုင်းတွေဖွင့်လှစ်မှုပတ်ဝန်းကျင်ခွင့်ပြုချက်တွေရယူမှုဝန်ထမ်းတင်တန်းပေးမှုဆက်လက်ထုတ်လုပ်သူတွေရှာဖွေမှုနဲ့စမ်းသပ်မှုလုပ်ငန်းစဉ်တွေဟာပြီးစီးမှုဟာအချိန်ကြာရှည်လိုအပ်တဲ့လုပ်ငန်းစဉ်ပါ။ဒါဟာဂျာမနီနဲ့ပြင်သစ်လိုတင်းကျပ်တဲ့လုံထုတ်လုပ်နည်းတွေရှိတဲ့နိုင်ငံတွေအတွက်အထူးသဖြင့်စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့နိုင်ငံရေးဆန္ဒဟာအားကောင်းနေပုံရပါတယ်။ ဒီအစာပြုံးမှုတွေအားလုံးကရုရှားဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့မေးခွန်းကိုလည်းဖြစ်ပေါ်စေပါတယ်။ရုရှားဟာယူကရိန်းစစ်ပွဲတွင်တစ်နှစ်မှာအမြောက်ကြီးတသန်းနီးပါးသုံးဆွဲခဲ့တယ်လို့ဆိုထားပါတယ်။ရုရှားရဲ့လက်နက်ဆက်မှုလုပ်ငန်းဟာဆိုဗီယက်အမွေအနှစ်ပေါ်မှာအခြေခံထားပေမဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေနဲ့ထောက်ပံ့ရေးကွင်းဆက်ကန့်သတ်မှုတွေကြောင့်ရုန်းကန်နေရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနက2024ခုနှစ်ကနေ2025ခုနှစ်အတွက်ထုတ်လုပ်မှုကိုအချိန်မြှင့်ခဲ့ပြီး ခဲယမ်းဆက်ယုံများသွားမှာနှစ်ဆကွဲအလုပ်လုပ်နေတယ်လို့ကြေညာခဲ့ပါတယ်။ Oliver Gunovo Ford လို့တင်ကားထုတ်လုပ်သူတွေနဲ့ Rostock လက်အောက်ကပေါက်ကွဲဓာတ်လူဆက်ယုံတွေဟာ24နာရီလည်ပတ်နေတာဖြစ်ပါတယ်။အချို့စီရင်ခံစာတွေအရရုရှားဟာ2025ခုနှစ်မှာတစ်နှစ်လျင်152မီလီမီတာအမြောက်ကြီး1.5တန်းကနေနှစ်တန်းအထိထုတ်လုပ်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီမှာပြဿနာနှစ်ခုရှိပါတယ်။ ပထမကနီးပညာနဲ့စိတ်ပိုင်းတွေချိုးတက်မှုဖြစ်ပြီးဒုတိယကပိတ်ဆို့မှုတွေကြောင့်ဖြစ်ပေါ်တဲ့ထောက်ပံ့ရေးပို့ဆောင်ရေးစိန်ခေါ်မှုတွေဖြစ်ပါတယ်။တစ်ဖက်မှာရုရှားဟာအရေးတင်းမောတွေနဲ့အာရှမှတဆင့်ကုန်ကြမ်းတွေကိုရယူပြီးထုတ်လုပ်မှုကိုထိန်းသိမ်းထားပေမဲ့အနောက်နိုင်ငံတွေထုတ်လုပ်တဲ့တိကျတဲ့စိတ်ပိုင်းတွေရယူရမှာအခက်အခဲတွေရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းမော်စကိုအစိုးရဟာရေရှည်စစ်ဗျူဟာကိုလက်ခံကျင့်သုံးထားပြီးယူကရိန်းစစ်ပွဲရဲ့တတိယနှစ်ပြီးဆုံးချိန်မှာခရီးရန်လက်နက်ထုတ်လုပ်မှုကိုဦးစားပေးလှုံ့ဆော်နေပါတယ်။ ရုရှားနိုင်ငံကအဆုံးထိသွားမယ်ဆိုတဲ့သတင်းစကားကိုပေးပို့နေပြီးဒါကြောင့်ပဲဆက်ယုံတွေကိုအစွမ်းကုန်မောင်းနှင်နေတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။